Hello အားလုံးဝမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့က Manchester United ကတော့ Lyon နဲ့ဒုတိယရောက်မှာ9-4ခုဆိုတဲ့ရလဒ်နဲ့ကျွန်တော်တို့ကအနိုင်ရသွားပြီးတော့ကျွန်တော်တို့ဒီ Europa League ရဲ့ Semi Final ကိုကျွန်တော်တို့တက်သွားနိုင်ပြီပေါ့လေ။ Semi Final မှာကျွန်တော်တို့ဒီ Bilbao နဲ့တွေ့မှာဟုတ်တယ်မလားနော်။ Bilbao က Rangers ကိုဒူးစီးနဲ့နိုင်တာလား။ ဒီစပါရိုဘာလို့ကကျွန်တော်ဟိုဘက်ကဘူရိုဂလင်တူဘာလို့ ਨੇ သူတို့ကလမ်းကြောင်းဆိုတော့ကိုရီးယားတော့ရာအသီးရမလားကြက်တာပေါ့တိုးပြင်တို့တော့ညာလဲပဲနော်လောလောဆယ်မှာစီမီကိုတက်သွားပြီဒါအရေးကြီးဆုံးပဲလောလောဆယ်အချိန်ကြီးရပါတော့ကိုရီးယားတရားဒီဒီကိုရီးယားဒီရာဒီကိုအဆုံးဖြတ်ပေးမှန်ပေးနိုင်မယ်ပြိုင်ပွဲမျိုးအဲ့လိုနေထားမှာကျွန်တော်နောက်တစ်ဆင့်ကိုတက်အောင်သွားနိုင်နေဆိုတာကတော့အတိုင်းအတာတစ်ခုကြီးကျွန်တော်တို့အတွက်ကောင်းတဲ့တစ်ချက်ပဲဆိုတော့ပြောစရာတွေအများကြီးပါပြောစရာတွေအများကြီးပါဒါပေမဲ့လို့ အဲ့ကျွန်တော်တို့ဒီဒီလောက်အထိခက်ခက်ခဲခဲပြန်ပြီးတော့ fight ယူထားတဲ့ပွဲမျိုးမှာဗျာကျွန်တော်တို့ negative တွေတော့ခဏမိထားလိုက်ကြရအောင်เนาะဆိုတော့ကောင်းတာလေးတွေနဲ့ကျွန်တော်စပြောအောင်ဘာပဲပြောပြော Kobe Mainu ကတော့ဒါဒါ welcome back ပေါ့เนาะဒါ Mainu က injury ပြဿနာကြောင့်သူ အကြာကြီးသူနားနေရတာเนาะအကြာကြီးသူနားနေရပြီးတော့ဒါအခုမှပြန်ပြီးတော့ကျွန်တော်တို့ဒါအသင်းရဲ့လူစင်းတွေကိုပါလာတိတ်မကြသေးဘူးဒါပေမဲ့လည်းလို့ဒီမှာအရေးကြီးတဲ့ချစ်ပါကိုကိုသူ twin သွားတယ်ဆိုတော့အသင်းတို့ကလိုအပ်နေတဲ့အချိန်မှာ ီကောင်လေးကိုကျွန်တော်တို့ထည့်တယ်ကောင်လေးကပြန်ပြီးတော့လှုပ်ပြနေတယ်တွင်းသွားတဲ့ကုန်းကလည်းနော်ဂိုးတက်ပြီးရောဆိုအတကုံရန်ကန်သွားတာမဟုတ်ဘူးတော်တော်လေးကောင်းတယ်ဟယ်ရီမကွိုင်းရကလည်းအသင်းလိုအပ်နေတဲ့အချိန်မှာကျွန်တော်တို့ MOD ဘာလို့သူ့ကိုတိုက်စစ်ကိုထားရတယ်လဲဆိုတာပြသွားတယ်ပေါ့ဗျာခေါင်းတိုက်ပြီးတော့သူတွင်းသွားတယ်ဆိုတော့အသင်းတွေ့တော့ဟိုမခက်ခဲတဲ့နာကိုခက်ခက်ခဲခဲဖြစ်ခဲ့ရတာဗျာသိလားဆိုတော့ကျွန်တော်တို့ပွဲကကုလက်ထဲမှာအရာအလုံးကကုလက်ထဲမှာအချိန်ကြီးကောင်းနေရမှာကိုကောင်နေရမင်းကိုတို့ကကိုရှာတာ စဉ်းစားကြည့်ဗျာ 1C နဲ့9နဲ့ 2C နဲ့9နဲ့အေးအေးဆေးပဲအဲ့ဒီ 2C နဲ့9နဲ့ပထမပထမပိုင်းမှာတောင်မှရတဲ့အခွင့်အရေးတွေနဲတာမှမဟုတ်တာဟုတ်တယ်မလားနော်အခွင့်အရေးတွေဆိုမနဲဘူးဒါအပြင်ဒုတိယကြော်လဲစရောဒုတိယပိုင်းလဲစရောအင်းသိလိုက်ပြီလေ2 1 2ဖြစ်သွားပြီဟောဟိုကောင်လေးဘက်ကနှင်းဝါတနည်းနဲ့ဒါတိုလီဆိုအနီးကထိပြီဆိုတော့ okay ဒါဟာကိုကိုကိုအတွက်သိတယ်မလားနော်ဘလူးပဲပြောအချိန်မိုကျန်တဲ့9မိနစ်လေးမှာ9မိနစ်လေးမှာ ကိုရီအနေနဲ့ပေါ့နော်တကယ်လိုအပ်တဲ့ကူကိုငါတို့ယူပြီးတော့မိနစ်90အတွင်းဖြတ်အံမှာပေါ့ဆိုအဲ့လိုဒီမျောလင့်ထားတဲ့နဲ့မဟုတ်ဘူးဆရာသမားတွေမိနစ်120တိရောက်သွားသေးတာ120တော်တွင်မှလည်း okay နိုင်ဝဲအချိန်ရှိတယ်ဆိုတော့ငါတို့အနေနဲ့သိတယ်မလားတယောက်ယော့ထားတဲ့လိုင်ယင်ကိုတိတိကျကျကစားပြီးတော့ဥဆောင်ကိုဒီပါလေယူမေပေါ့အဲ့မဟုတ်ဘူးဆရာသမားတွေဒရဇက်တော်တွင်းခံလေးရသေးတယ်နှစ်ခိုးတော်မှ 2Z နဲ့နိုင်နေတဲ့နေရာကနေ24ဖြစ်သွားတယ်မြင်စဉ်းစားကြည့်ကွာအဲ့လောက်ထိတိုင်ပတ်တာပင်နေဒီပေးရတာတွေကလည်းပြအမင်းကိုကစားမတွေတုံးလုံးနေကန်တာ လူရှော့တို့ဘာလို့ဘလူရီကန်နေလဲဒီပွဲကမင်းနောက်တန်းတွေကတော်တော်ကိုစုတ်တာသီးလားတော်တော်ကိုစုတ်တာဆိုတော့ဒါကြောင့်မနော်ပွဲကဒီဘလူပြောမလဲကိုယ့်လက်ထဲမှာရှိနေကြဗျာသီးလားကိုကဒီပွဲကိုထိန်းချုပ်နိုင်ရမှာဒီပွဲဟာကိုကိုကိုကြိုးကင်တယ်လို့ဖြစ်ရမယ်ပွဲမျိုးမှာကိုကောင်တွေကမလုံနိုင်ဘူးဂါနာချိုတို့ဘာလို့ဆိုလို့ရင်ကျွန်တော်ကြည့်ပြီးပါလားနော်3-0တို့ဘာလို့ဖြစ်ရမယ်မင်းကျွန်တော်ပြောချင်တာကဗျာနော်ဂါနာချိုနေနဲ့ဒုတိယလုံးသာဖန်တီးပြီးဥကာတေးလုံးဖန်တီးပြီးသွားတာတို့ဘာလို့သာကောင်းပါတယ်ဂါနာချိုဒီပွဲမှာသူတော်တော်လေးအဆင်ပြေတယ် ြည်တနာကအဲ့ဒီဂိုးသမားနဲ့တယောက်ချင်းတယောက်ကတော့မင်းအကြောင်းပြချက်မရှိဂိုးကိုဂိုးကမှဒလူမျိုးရောက်လာတဲ့အကြောင်းကိုမရှိတာဟုတ်တယ်မလားဂိုးကမှဗျာအဲ့လုံကြီးကတော့တယောက်ချင်းတယောက်ဗျာသိလားမင်းကျန်တာဆိုကျွန်တော်နားလည်လို့ရသေးတယ်ကောင်းလေးကကောင်းနေပြီဘာညာပေါ့ဒါပေမဲ့အဲ့ဒီတယောက်ချင်းတယောက်ကမင်းဂိုးကိုဂိုးကမှဒါရီယာကျွန်တော်နောက်တစ်ဆင့်တက်ခဲလို့ဒါနည်းနည်းလေးတိတ်ပြီးတော့ပြောစရာအဖြစ်တိတ်ပြီးတော့ကျွန်တော်မမြင်တော့တာပေါ့နော်အများကြီးမပြောတော့တာသူတို့အဲ့အလုံးကြီးကအသင်းရဲ့ပွဲကိုကျွန်တော်လိုင်းယုံကိုမျောလင်းချက်တွေလုံးဝအဆုံးသက်ပလိုက်ရမယ်ပွဲမျိုး ဒါအပြင်ကျွန်တော်တို့ဘောအာဒီကိုဒါလောက်တို့ကိုပက်ထရီဒရူဂူတို့ကိုအများကြီးပဲအတင်းမှာတိုက်စစ်တွေတိုက်စစ်တွေကျွန်တော်တို့ဒါဒီအခွင့်အရေးတွေရတာဆိုတာအသုံးမချနိုင်ဘူးအဲ့ဒါတွေကြောင့်ကျွန်တော်တို့ခံရတာပဲအော်မဖြစ်သင့်မနဲ့2စီးကနေ2 4ဖြစ်သွားစဉ်းစားကြည့်ဗျာတယောက်ရုံနေတဲ့အတင်းကကိုရီကို2ကိုဥဆောင်ကိုသွင်းနေဘလောက်တော့ကျွန်တော်တို့ရုပ်ပြက်ဆင်ပြက်ဖြစ်တယ်လေပေါ့နော်ဟိုဒါမှမဟုတ်ဟို အရာအားလုံးကပေါ့နော်ဒီယာဒီမှာတော်တော်လေးကိုကျွန်တော်အနေနဲ့တိုင်ပတ်နေတဲ့အချိန်မှာ ညတော်တော်လေးကိုတိုင်ပတ်နေတဲ့အချိန်မှာဒီလိုမျိုးယူရိုပါလိပြိုင်ပွဲအကြီးကြီးတဲ့ပြိုင်ပွဲမှာကိုရီးအတွက်နောက်တဆင့်တက်တယ်ဆိုတာကတော့တော်တော်ကိုအသင်းတွက်တာကောင်းလုံးနေပေါ့နော်ကျွန်တော်တို့ကအရာအလုံးကဒုက္ခရောက်နေတာဗျာကျွန်တော်တို့အသည်ချီပရီးမီးယားလေးကိုကျွန်တော်တို့ကြည့်တော့လေအဆင့်ဆက်သုံးမှာကျွန်တော်တို့တိုင်ပတ်နေတယ်နော်အဆင့်ဆက်သုံးမှာကျွန်တော်တို့တိုင်ပတ်နေတာနော်လက်ရှိကျွန်တော်တို့နေချန်ပီယံစ်လိဝင်ခွင့်ကြတော့လေအဲ့မှာမျှော်လင့်ချက်ကဘာမှမရှိတော့ဘူး တော်တော်ကြီးကိုစူးစူးဝါးဝါးကြီးကျွန်တော်ဖြစ်နေတာအာမက်တီယာလိုတို့နော်အေဒင်ဟေဗင်တို့လစ်ချာမာတီနက်စ်တို့ကျွန်တော်အများကြီးကိုကျွန်တော်လက်လွတ်ထားရတာအင်ဂျူရီတွေကြောင့်နော်ဒါအပြင်နောက်တန်းကဒီလိတိုဘာတို့အများကြီးကျွန်တော်လက်လွတ်ထားရတာအရေးတဲ့ဂူသမားပြဿနာတွေကကျွန်တော်ကြားထဲမှာရှိသေးတယ်ရက်ရှ်ဘူကိုအငှားချလိုက်တာနော်အန်တိုနီဆန်ဒိုးစ်ကိုအငှားချလိုက်တာဂျီဒန်ဆန်ဂျူကိုအငှားချလိုက်တာ ਨੇ အသင်းရဲ့တိုက်စစ်မှာရွေးချယ်စရာတွေကဘာမှရှိတော့တာမဟုတ်ဘူးအဲ့လိုအချင်းကြီးယာစီဆိုးတစ်ခုကိုကျွန်တော်ကြုံနေရတာအဲ့လိုနေထားမှာကျွန်တော်တို့ပြောတဲ့ ဒီရာဒီအတွက်ပေါ့နော်အရေးကြီးဆုံးပွဲပဲလို့ကျွန်တော်ပွဲမတိုင်ခင်ကပြောသလိုပဲဒီပွဲမှာတတော်ကြီးကိုခက်ခက်ခဲခဲဖိုက်ရပြီးတော့ကန်ကောင်းလွန်းခဲ့လို့ကျွန်တော် နိုင်ခဲ့တာပေါ့နော်ကျွန်တော်နိုင်ခဲ့တယ်ဆိုတော့ဒါဒါဒါတို့ကျွန်တော်တို့အရင်ကောင်းနေပြကစားမားတွေအတွက်လည်းနောက်ပွဲတွေအတွက် motivate ဖြစ်မယ်လို့တော့ကျွန်တော်ယူဆတာပေါ့လေနောက်ပွဲကဘီဘာအိုနဲ့ဘီဘာအိုဆိုတာကလက်ရှိဒီ Europa League Final ကိုသူတို့အိမ်ဝင်းမှာကျင်းပမှာဒီနှစ်ကဆိုတော့ဒီကောင်တွေကသူတို့ Final ကိုကျင်းပမဲ့ကွင်းမှာသူတို့ ਨੇ ကံမှာဆိုတဲ့ခါကျတော့ကိုရီအတွက်တော့ ဒါတိတ်တော့ဗောနော်မလွယ်ဘူးပေါ့လေဒါပေမဲ့လေပြောချင်တာကအဲ့ဘွဲကဒါနောက်တစ်ကိစ္စဗျာနောက်တစ်စင်တက်ကိုတက်ရမယ့်ပွဲမှာတက်အောင်ကစားသွားတာဒါအတင်းတွက်တော့ဒါအပေါင်းလက္ခဏာဆောင်နေဗောနော် MOD အနေနဲ့ပွဲပြီးအောင်ဝဲခံနေတဲ့ပုံတွေကိုကျွန်တော်ကြည့်ရင်ဘလောက်ထိဒီပွဲကသူ့အတွက်အဓိပ္ပာယ်ရှိတယ်လဲကျွန်တော်ကောင်းကောင်းမြင်နိုင်တယ်နော်ဒါအပြင်ကျွန်တော်အနေနဲ့ကစားမားတွေအနေနဲ့နော်ကျွန်တော်ဒါအောင်ဝဲခံတာတွေဘာတွေကိုကြည့်နေပဲသူတို့အတွက်ဘလောက်အရေးကြီးတယ်လဲဆိုတာသူတို့သိတယ်ဗောနော်ပြည်တနာကကစားမားတွေကကျွန်တော်နားမလည်ဘူးဗျာသိလားနော်ပွဲတော့မှပြောသူလိုပဲ ကိုအသင်းကိုဒီကောင်လေးကတမင်မြန်အကျင့်ရုပ်နေသလားထင်ရတယ်နော်တမင်မြန်အကျင့်ရုပ်နေသလားကျွန်တော်ထင်ရတယ်ကျွန်တော်တို့ကအရင်ပေါ်ဆတာကျွန်တော်အဲရစ်တန်ဂါကြီးလက်ထက်ကလေးကနေပြီးတော့အဲ့ဒီဓာကြီးမြင်ရတာအခုချိန်ကြီးမြင်နေရတော့မယ်မပြောင်းလဲနိုင်ဘူးဒါကြီးကအသင်းရဲ့ culture တစ်ခုလိုကြီးဖြစ်နေတာ1 season နဲ့9နဲ့2 season နဲ့9နဲ့3 season နဲ့9နဲ့ ဘာဖြစ်လဲကျွန်တော်တို့မအေးဆေးပဲအေးဆေးရဲ့ပုံဖြစ်သွားပြီဒုတိယကြော့ကြတော့ဘာဖြစ်လဲဒုတိယပိုင်းကျရင်ဂိုးဒီတစ်ခါလေးပြန်ပြရတာ3 1ဖြစ်တယ်3 2ဖြစ်တယ်3 3ဖြစ်တယ်3 4ဖြစ်တယ်ဒါမျိုးတွေပြီးခဲ့တဲ့ချန်ပီယံလိကျွန်တော်တို့ဒီနေ့ဒီဗာလဲအရစ်တန်ဟာကြီးရဲ့လက်အောက်မှာဟုတ်တယ်မလားအဲ့လိုမျိုးတွေကျွန်တော်မြင်ရတာအခုလည်းရှိတယ်ကျွန်တော်ကြည့်ကြည့်ပါလားเนาะကျွန်တော်တို့ဒါ2စီးနဲ့နိုင်ထားတဲ့နေရာကနေ2 4ဖြစ်သွားတယ်အကြောင်းကိုမရှိတာဗျာတိလားပြီးရင်လေတစ်ဖက်ကတယောက်ယွတ်နေတယ်တင်ကိုရီးယားတယောက်ယွတ်လို့သူတို့ဘက်ကကိုကိုဂိုးတွေသွင်းနေဆိုလက်ခံလို့ရသေးတယ်မဟုတ်ဘူးမင်းအဲ့ဒါ24ဒီပါလေဖြစ်သွားတာဆိုတော့ကိုရီးကစားမားတွေရဲ့ဘယ်လိုပြောမလဲဒီ ဟိုပွဲကိုစောစောစီးစီးရတဲ့အခွင့်အရေးတွေကိုအတုံးချရင်လည်းပွဲကိုအတော်မတက်နိုင်တာတွေကတော်တော်ကိုပြဿနာကြီးတယ်။နော်ဒီပွဲမှာကဟိုအများကြီးပြောစရာမရှိဘူးတိလားအများကြီးပြောစရာမရှိဘူးဆိုတာတယောက်ချင်းနေကျွန်တော်လိုက်ကြည့်ဒါပေမဲ့လို့လက်နီယူရူရဲ့ဂျီကိုဓာတ်လို့ရဲ့ပက်ထရစ်ဒူကူရဲ့အားဖြင်းတာဒီပွဲဒီကောင်ကြီးဖြင်းတာကြီးကအော်ငါတို့တော့ဟေးဒီပွဲနိုင်လို့ပေါ့နော်ကျန်တဲ့ငါတို့ဗာလဲ negative sign နဲ့အကြောင်းဝါလေးတွေမိထားရအောင်ဟေးဆိုပြီးတော့ကျွန်တော်တို့ အလိုက်တတိကျွန်တော်အနေနဲ့ပြောပေးရင်တောင်းမှဒီကောင်ကြီးညံ့နာကြီးကမင်းတအားကိုထင်ပေါ်တာဆိုတော့ဗျာနောက်ပွဲဒီမှာပူကောင်းရင်ကောင်းလာမှာပဲဘာလို့လဲဆိုတော့လန်နီယူရိုဆိုတာကလည်းတကယ်ပြောရင် quality ကစားမလေးတယောက်ပဲသိလားနော်ပက်ထရစ်တူကူဆိုလို့ရှိရင်လည်းပဲဒါလောက်မညံ့ဘူးဗျာဒါပေမဲ့နှစ်ယောက်စလုံးကဒီပွဲမှာတအားကိုညံ့တာပြီဘလောက်ညံ့ရုပ်ပြက်ဆင်းပြက်ကိုညံ့တာစဉ်းစားကြည့်ဗျာယူရိုဆိုလို့ရှိရင်နေရာယူရာတွေမှားတယ်အခုလက်ရှိကျွန်တော်အနေနဲ့ဒါချာကီသွင်းသွားတဲ့ goal ဆိုလို့ရှိရင်ဗျာသိလားဒီကောင်နေရာယူညံ့လို့ကျွန်တော်ဖြစ်သွားတာအချိန်ပိုမှလေး နော်ဒီကောင်တွေ2 3နဲ့ဥဆောင်ကိုသွင်းနေလို့အဲ့ဒါလန်နီယိုလိုညံ့လို့ပြီးလို့ရှိရင်လည်းပထမပိုင်းဒုတိယဒုတိယပိုင်းကျွန်တော်တို့ချီချီပက်ထရစ်ဒူဂူနဲ့အဲ့ဒီကျွန်တော်တို့ဒီလန်နီယိုလိုရဲ့ဘက်မှာချာဂီတကောင်ကိုဘယ်လို့မှမထိနိုင်ဘူးဒါကြောင့်ပေါ့နော်ချာဂီကပဲကောင်းနေသလားကိုကစားမတွေကပဲတအားဖြင်းနေသလားပေါ့အခါကြီးကျန်တွေးမရဘူးနော်ဒါမှမဟုတ်တေချာတာတခုကတော့ကိုကစားမတွေကတော်တော်ဖြင်းနေတာချာဂီလှုပ်သွားတာတွေကရိုးရိုးရှင်းရှင်းလေးတွေပဲပြီးရင်ချာဂီကသူများတွေကာနာဂျူလိုပါလို့မျိုးအွန်လိုင်းခွင့်ပြီးနိုင်တဲ့ကောင်မဟုတ်ဘူး နော် तू อ่ะဟိုလေးအောင်လုံးဒီတကယ်ဟိုတယောက်ချင်းကြော်ဖြတ်မှုတွေနဲ့တော်တော်ကောင်းကောင်းကစားတဲ့ကစားမမျိုးဗျာတွင်းသွားတဲ့ကိုယ်သူတွေမြင်တောင်းတဲ့ကိုကျင်းကလေးနေတာဗျာပြောချင်တာကလန်နီယူရိုနဲ့ပက်ထရစ်ဒူဂူကတော်တော်ကြီးကိုညံ့တာဒီပွဲမှာတော်တော်ကြီးကိုကျွန်တော်ညံ့တာတအားကြီးညံ့လို့နေဒီပွဲမှာမဖြစ်သင့်ဘူးဗျာအဲ့လောက်ကြီးကြီးညံ့တာနေကြတော့ဘာလို့လဲဆိုတော့ကျွန်တော်ကဟိုဒီလန်နီယူရိုဆိုပေးထားတဲ့ဈေးကိုကျွန်တော်ကြည့်ကြည့်ဗျာသူ့ဘက်သူဂျားထဲမှာဘာပဲဖြစ်နေဖြစ်နေနော်လိုင်းလီမာတော့ကလည်းမင်းအဲ့လောက်ကြီးညံ့တာမှမဟုတ်တာကိုအသိန်းရောက်လာမှာ ဟာဒီဖြစ်ကြမှန်းတော့မသိဘူးမင်းဟိုအခုယူရိုကိုအသင်းရောက်တာတော့မှ channel ပွဲတွေကျွန်တော်ကြည့်ပြလန်ယူရိုညနေပွဲတွေရှိတယ်နော်ရှိမှာအဲ့မဲ့ဒီလောက်မညံ့ဒီပွဲကစုတ်ပြက်နေတာပဲနော် left 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 center back ပဲကစားကစား right center back ပဲကစားကစားစုတ်ပြက်နေတာပဲ battery ဒူဂူဆိုဒီပွဲပူတောင်းဆိုသေးတယ်နော်တိုက်စီကိုကျွန်တော်တို့တွားကြည့်လိုက်ဒိုဂူနဲ့ဒိုဂူနေနဲ့ဟိုအကျိုးကောင်းကောင်းပြုတ်နိုင်ကြတာဘာမှမရှိဘူးတကယ်ဝင်ရမယ့်အလုံးတွေလည်းပဲ၉တောင်တက်အောင်မကန်နိုင်တဲ့အလုံးတွေရရှိသေးတယ် เนาะကျွန်တော်ခံစစ်ကိုကျွန်တော်ကြည့်တော့လေဒူကူဘာမှမကူနိုင်မကင်နိုင်เนาะကျွန်တော်တို့ဘာအကူကြီးမှမပေးနိုင်ねတော်တော်ကိုဖျင်းတာဒူကူနဲ့လန်နီယိုတို့ဒီဘက်မှာအပြင်းဆုံးပဲเนาะဒီဘက်မှာအပြင်းဆုံးပဲအိုနနာလေးရတော့ကောင်းလာတယ်ပေါ့เนาะဒီဘက်မှာဟိုသူ၄ဂိုးတော့ပေးရတာပေါ့ဗျာဒါပေမဲ့လေလို့အိုနနာကယ်ခဲ့တဲ့အလုံးနေပုတ်ခဲ့တဲ့အလုံးနေမနေဘူးပေါ့เนาะအဲ့ဒီတဲကမှာချာကီရဲ့ကန်ဂျက်တူလာเนาะပြီးလို့ချင်းအေရီယာဘောက်ဆဲကနေပြီးတော့လိုင်ယွန်ကန်နဲ့ကန်ဂျက်တချို့ဒါတောင်ချင်းကြားခဲ့တာတွေကျွန်တော်ရှိတယ်အလိမ်မောနဲ့ကျွန်တော်အဲ့လိုနေကိုကျွန်တော်တို့ဒါလုံးဝကာကွယ်နိုင်ခဲ့တာ မဆိုးဘူးလို့ကျွန်တော်ပြောရမယ်။အိုနာနာကယုံကြည်မှုတော့သူအများကြီးပြင်ရသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်။ဒီပွဲမှာသူ့အနေနဲ့အရေးပါတဲ့ကာကွယ်မှုတွေအများကြီးလုပ်ခဲ့တာကိုဆိုတော့တိုက်စစ်မှာလည်းပဲဂါနာချူတို့ဘာလို့ဒီထက်ပို့ပြီးတော့ကောင်းဖို့လိုတယ်။ဆိုတော့ Resmans Wildland တို့လည်းကစားသွားတာကောင်းတယ်။ Resmans ကဂိုးတာမရတာတော်တော်လေးကိုကစားသွားတာကောင်းတယ်။အခြေဆက်တွေတကယ်ပြကျွန်တော်ပြောချင်တာကဒါမျိုးတိုက်စစ်မှုစီကနေပြီးတော့ဂိုးမရရင်တော့ဝေဖန်ကြမှာပဲတိုက်စစ်မှုဆိုတာဂိုးသွင်းရမှာ။ဒါပေမဲ့လည်းလို့ပေါ့နော်အရင်လိုမျိုး ဂိုးလည်းမသွင်းနိုင်ဘူးဘာမှလည်းအသုံးမချဘူးဆိုတဲ့ပုံစံမျိုးကြီးမဟုတ်ဘဲနဲ့အခုဒီပွဲလိုအတိုးစိတ်ကလေးတွေသိတယ်မလားနော်အချိတ်ဆက်ကလေးတွေဒါမျိုးကိုအသိန်းပေါ်နဲ့တွဲဆော့တာလေးတွေထားပါတော့ဖာနန်ဒက်စ်နဲ့တွဲသွားတာမျိုးတို့ဂါနာချူနဲ့တွဲသွားတာမျိုးတို့ဦးကာဒီနဲ့တွဲသွားတာမျိုးတို့ဂါနာချူကိုတုံးထိုးပစ်လိုက်တာမျိုးတို့ကျွန်တော်မြင်ရတယ်ဗျာဒါမျိုးတွေကျွန်တော်မြင်ချင်တာ အများအားဖြင့် Jujua Zixi ကနေပြီးတော့လည်းအဲ့လိုလုံးနေကျွန်တော်မြင်ရတာပဲ။ကာနာချိုတယောက်ချင်းတယောက်မကူတဲ့လုံးဆိုလို့ရှိရင်ဗျာဂူသမားနဲ့ Resman Whitelands ကကျွန်တော်လာတာ။ကာနာချိုကရလာတဲ့လုံးကိုပြန်ထိုးပေးလိုက်တယ်။ Resman ကတခါရေးပေးလိုက်တယ်။ဒီကောင်ပြေးနိုင်နေဆိုတော့တီးတော့ပြေးလန်းချောင်းလေးကိုတခါရေးချပေးလိုက်တာ။ဒါမျိုးပဲကျွန်တော်မြင်နေတာကျွန်တော်လူနေတာဒါမျိုးပဲ။ကိုကဂူနဲ့မကူညီနိုင်နေတဲ့အချိန်မျိုးမှာကျန်တာနေနဲ့ကျွန်တော်ကတဖက်တလန့်နေကူညီဖို့ကျွန်တော်ကြိုးစားမှာ။ဒါကိုကျွန်တော်တို့ Resman Whitelands ကမြင်နေတာဗျာ။ဒါမှမဟုတ်ကာနာချိုအနေနဲ့ပေါ့နော်။ ကျွန်တော်ပြောချင်တာကသူဖန်တီးပေးထားတဲ့ဥကာတိရဲ့လုံတော်တော်ကောင်းတယ်ပြဿနာကကစားမားကခုနကလိုမျိုးတယောက်ချင်းတယောက်တွေ့တဲ့အလုံးတွေအကြတော့မကူးလို့မရဘူး professional ဖြစ်နေတဲ့ player တယောက်အဲ့လုံးတွေကအရေးကြီးတဲ့အချိန်မျိုးပြိုင်ဘက်ကိုကျွန်တော်လုံးဝအတော်တပ်ပလိုက်ရမယ့်အချိန်မျိုးမှာလွဲစရာမကြောင်းကိုမရှိတာဒါတွေကဂူသမားကြီးတက်တဲ့ကန်တာဗျာဟိုဘက် map far post အကျယ်ကြီးပဲဂူသမားကြီးတက်တဲ့ကန်တာမြင်ရလေအတိတ်ပဲမရှိတာပြီးလို့ရှိရင်လည်းဟိုအလဲမှာ resmat white လည်းလွတ်နေတာတော့ဘာလို့မပေးဘူးနော်ဒူဂူကလည်းမပေးဘူး ဓားလုံးကလည်းမပြေးဘူးခန္ဓာချူကလည်းမပြေးဘူးဖိုက်နဲ့ဘလို့ကိုးသွင်းမလဲနော်တော်တော်ကိုညံ့တာပါတော်တော်ကိုတော်တော်ကိုကြံကြံတဲ့ exam တွေကအချိန်ဆက်ဒီပါလို့မကစားကြတာအဲဒါကြောင့်ကက်စမဲရူနဲ့ဥကာတီလည်းဥကာတီလည်းဒီပွဲတော့တာဝန်ကြီးတယ်ပေါ့နော်ကက်စမဲရူဘာလို့ဆိုလို့ကျင်တယ်ပဲဒါ menu ကိုသူ flick လုပ်သွားတာလို့မြင် menu ရဲ့ကိုးမှာဒါမဆိုးဘူးဗျာဒီလားသူ့ဟာနဲ့သူတော့နော်လူသားဝင်လာတဲ့ exam တွေဆိုလို့ကျင်တယ်ပဲ mission မောက်လည်းအများကြီးပေါ်ခဲ့တာမျိုးတော့မဟုတ်ဘူးဒီကိနေ။ဒါမှမဟုတ်သူ war rate ကောင်းတယ်ဘာလို့သူလောက်သွားတယ်။ Airsin လည်းပဲကျွန်တော်တို့ဒါနောက်ကနေပြီးတော့ ဗေးတဲ့ပလင်းလူတဲ့ကမှာထက်ကစားတဲ့လူရှော။ဟွန်း။ဆရာရှော်တို့ကမြင်နော်။ဝင်လာတာနဲ့ဒုက္ခအစပြီးတော့တာပဲ။တီလာလူရှော်တို့ကငါလို့ကွာမင်းဖြင်းတာမင်းအဲ့လုံကြီးပင်နေဒီပေးရစရာပေးစရာဖြစ်အောင်ဘလူမြင်းလူတယ်လေ။ပင်နေဒီပေးရတာဗျာကျွန်တော်အခုကကိုရီ54နဲ့နိုင်သွားလို့ပြောစရာတွေပေါ့ကောင်းပေါ့သွားလိမ့်မယ်။အမေတို့ main ဦးဒီဟိုကိုဗါလဲလူရှော်တို့ရဲ့တီးတယ်မလား physical condition တွေကတော်တော်ကိုတိုင်ပတ်တာလုံးဝမဖြစ်တင်တာမျိုးတွေ။ဘာပဲပြောဟယ်ရီယာမက်စ်လီကတော့ညံ့တဲ့ပက်ထရစ်ဒူဂူလောက်တော့မညံ့ခဲ့ဘူးဗျာတီးလာနော်။ ဆိုတော့ဒါဒါဒီညနဲ့ပတ်သက်လို့ပဲကိုရီဒီပွဲမှာဂိုးပေါက်ကွန်တီမူ22ကြိမ်ရတယ်ဟိုကောင်လေးလည်း22ကြိမ်ရတာပဲကိုရီဂိုးပေါက်တက်တာ8ကြိမ်ရှိတယ်ဟိုကောင်လေးဆို9ကြိမ်တောင်တည်သေးတာဒါတော့မှတယောက်ထုတ်ခံထားတာစဉ်းစားကြည့်နော်ကိုရီအတင်းဘလောက်ထိတောင်မှနိုင်ပွဲကရုပ်ပြက်ဆင်းပြက်ဖြစ်ခဲ့တယ်လေကိုပြောပြတာဒါပေမဲ့လို့ကျွန်တော် ခုနကပြောသလိုပဲအရာအလုံးတိုင်ပက်နေပါတယ်ဆိုတဲ့ယာဒီအရာအလုံးအနှုတ်လက္ခဏာစောင့်နေတဲ့ယာဒီမှာအဲနောက်တစ်ဆင့်ကိုတက်သွားတယ်ခက်ခက်ခဲခဲနဲ့တက်ခဲ့တယ်ဆိုတာမျိုးကတော့ ရုပ်ဆိုးပေမဲ့လေလို့ဗောနော်ဒါအတင်းတွဲရုပ်ဆိုးတာเนาะမဆိုးတာရေးမကြည့်ဘူးဗျနောက်တစ်ဆင့်တက်ဖို့ပဲကျွန်တော်အရေးကြီးတယ်နောက်တစ်ဆင့်ကိုတက်တဲ့နေရာမှာလဲโอเคငါတို့နောက်ထပ်တစ်ဆင့်ထက်တက်ဖို့ရေးကြီးတယ်ဒါမှမဟုတ်သွားမှာပဲဒီပြိုင်ပွဲဟာအတင်းတွဲအင်မတန်ရေးကြီးပါတယ်အင်မတန်ရေးကြီးပါတယ်ကျွန်တော်တို့အတွက်အများကြီးရေးကြီးတဲ့ပွဲပါဆိုတော့ပြိုင်ဘက်ကတော့ကျွန်တော်တို့ဒါဒီအင်ရှင်ဖြစ်တဲ့ဒါဘီဘာအိုနဲ့တွေ့မယ်ဗောနော်ဘီဘာအိုကတော့ဒီပွဲမှာသူတို့နိုင်သွားတယ်ထင်ပါတယ် Rangers ကိုသူတို့2စီးနဲ့သူတို့နိုင်သွားတာပေါ့နော် Nico Williams အိုက်ကောင်ကြီးရမှာနော် Nico Williams က minute 80တလုံးပြီးလို့ရှိရင်ကျွန်တော်က Sanchez ကဒါဗါလဲ penalty တလုံးနဲ့သူတို့နိုင်သွားတယ်သူတို့ကအများကြီးပူကောင်းခဲ့တဲ့ပွဲပေါ့ဗျာနော် Lion တို့ဘာလို့ဗါလဲဒီဟိုဘာလို့ဘာလို့ကတော့ဘာမှမလုံနိုင်ဘူးပေါ့နော်ဘာမှမလုံနိုင်ဘူးဒီ Rangers ရဲ့ဘက်ကတော့ဒါ Rangers နဲ့လည်းကျွန်တော်ကံကယ်မှုတယ်စပါးတွေ့မဲ့ Blue Glimpse တို့ဘာလို့နဲ့လည်းကျွန်တော်ကံကယ်မှုတယ်နော်ဆိုတော့ဒါ Blue Glimpse ကတော့ဘယ်လိုပြောမလဲသူတို့တွေဒါ penalty ဆုံးဖြတ်နေတယ်သူတို့ကဖြစ်တော့ဒါထားပါဒါသူများဘက်က နော်ဆိုတော့ဒါဒါဒါပဲကုသင်းချင်းနေဆိုတော့နောက်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 တစင်တက်မှာတက်သွားပြီဘာတွေဆက်လို့မလဲပဲကျွန်တော်ကြည့်ရမယ်ယူရိုကဗျာတဲ့လူကျော်ဆွဲပြီးတာကောင်းတယ်တဲ့သူကြောင့်အနီးကရတာတဲ့နော်အဲဆိုတော့မာဘာလဲမာကင်ကတ်တာတော့ညံ့နေတယ်နော်ဒီနေရာမှာသူကြောင့်အနီးကရတာမရတာကဒါတပိုင်းများသေးလားနော်သူရဲ့အဓိကတောင်းကနော်ဒီမြင်ကြော်ပြီးတော့ဆွဲပြီးအောင်သူကဂါနာချူနီယာကစားနေတာမဟုတ်ဘူးသိလားနော်ခန်စီကစားမတယောက်က ခံစစ်အလုပ်မလုပ်နိုင်မနဲ့ကျန်တာတွေလုပ်နိုင်လို့အတိတ်ပဲမရှိဘူးကျွန်တော်တို့အန်ဒရယ်ဦးနနာကိုတော့ပြောကြတယ်မလားနော်ဂိုးသမားတယောက်ကဘောလုံးပေးနိုင်ပြီးတော့ဂိုးမဖမ်းနိုင်ရင်လက်ကားပဲဆိုတာမျိုးခံစစ်ကလည်းခံစစ်တောင်းတော့ကျွန်တော်တို့ကောင်းအောင်ပါပဲနော်ဘာဂျေဗန်တိုက်ပြမင်းဘယ်နှစ်ယောက်ဆွဲပြတာမြည်ဘူးလို့တော့ဝီလျံဆာလီဘာနော်ပြီးလို့ချင်းကျွန်တော်ကဂါဘရီယယ်နော်ဟိုဆာဂျီရာမို့စ်တို့ဘယ်နှစ်ယောက်ဆွဲပြတာမြည်ဘူးလို့တော့ဘယ်နှစ်ယောက်ကိုကြော်ပြီးတော့ကူပါစီတို့ဘာလို့ဘယ်နှစ်ယောက်ကိုကြော်ပြီးတော့ဆွဲပြတာမြည်ဘူးလို့တော့ပြောရမလားเนาะဒါမကောင်းဘူးမဟုတ်ကောင်းပါလေလုံနိုင်တဲ့ ability ရှိတာကတော့ဒါပေမဲ့လည်းသူ့ရဲ့အဓိကတောင်းသည့် ခုကဗာလဲဟိုကွင်းထဲမှာ dribbling နေကြောလုံနေပြီးတော့ကိုယူတဲ့တောင်းဝန်ခံစစ်မှာကြတော့အကုံလုံးကမင်းတပွဲလုံးနှီးပါမင်းတိုင်ပက်နေတယ်ဆိုတော့မြို့ကအတိတ်ပဲကိုမရှိတာဒီဒီဒီ patrick dugu နဲ့အဲ့အဲ့ဒီ euro တအားညံ့တာဒီပွဲမှာရုပ်ပြက်ဆင်ပြက်ဖြစ်လာအောင်ကိုညံ့တာ euro နေနဲ့ပြီးထားတဲ့ဈေးနဲ့ကိုမတန်ဘူးအခုချိန်ကြီးကတော့နောက်ဘာတွေဖြစ်လာမလဲတော့မသိဘူးတော်တော်ကိုညံ့တာလည်းဒီ euro နေနဲ့ခံစစ်ကစားတာဒီပွဲကိုပြောတာတအားညံ့တာ အဲဆူဒေါနော်ခေရက်စမန်ဝိုင်လန်ကြောင်းနဲ့ကိုသွင်းကွင်းရရတာဗျာလေဝိုင်လန်ကဒီပွဲတော့ကစားတာအဆင်ပြေခဲ့တယ်ထင်တာပဲနော်ဝိုင်လန်ကအများကြီးအဆင်ပြေပါတယ်ဒီနေ့ပြောစရာတော့ကျွန်တော်မလိုဘူးနော်အဲကံမကောင်းတာတော့သူဂိုးမရဘူးပေါ့လေဂိုးမရတာကလည်းသူ့ကိုဖန်တီးပေးတဲ့လုံတလုံးမှမရှိဘူးကျွန်တော်ဝိုင်လန်ကံကွင်းမနေချင်ရတယ်ကျွန်တော်တချိန်မှမတွေ့ခဲ့ဘူးသိတာဘယ်သူမှကျွန်တော်သူ့ကိုဖန်တီးမပေးကြဘူးဗျာဒါတော်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 ရုပ်ဆိုးတယ်သိတယ်နော်တော်တော်ရုပ်ဆိုးတယ် ယူရိုကောင်းနေတော့တယ်နော်အသေးပိတ်သားတယ်အာမိုင်ကာယူရိုကောင်းနေတော့ဆိုတော့ဘယ်ဘယ်ပွဲကြည်လာတာတော့တည်လာနော်အိုးဒုက္ခပါပဲဗျာခုနကဟိုဗာလဲဟိုဖူဗနာလာဒီကောင်ဟိုနော်ဟုတ်တယ်ဖိတ်လိုက်တာဒီကောင်လဲသွားတယ်လေစလစ်ဖြစ်ပြီးတော့လဲသွားတဲ့ချိန်မှာကန်နာကူဒီကောင်ခေါင်းနဲ့ပိတ်တယ်အိုက်တလုံးပဲအိုက်တာပဲမြင်ယူရိုကောင်းနေဆိုတော့ဘယ်ပွဲကြည်လဲကျွန်တော်နားမလဲဘူးယူရိုကောင်းနေတော့ပြောပါအပြင်ဘယ်ပွဲကြည်တာကိုယူရိုကောင်းနေဆိုတာ ီပွဲကိုကြည့်လို့ယူရိုကောင်းနေဆိုရင်တော့နာ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 ဘရာသာကနော်တခြားအာဂသာတစ်ခုကိုပြောင်းကြည့်ဖို့တန်းပြီနော်ဘောလုံးကိုကြည့်မနေနဲ့တော့ဘာလို့မအောင်ဒီပွဲယူရိုကောင်းနေလို့မြင်ရင်တော့တကယ်တကယ်ပြောတာအသင်းမှာပြရတဲ့ခေါင်းတိုက်တဲ့သူကမရှိဘူးခေါင်းတိုက်တဲ့တာကတော့မင်းကက်စမဲရိုပဲရှိတယ်နော်ခေါင်းကောင်းကောင်းတိုက်တဲ့တာကက်စမဲရိုပဲရှိတယ်ခေါင်းကြီးတောင်မှသာခေါင်းတိုက်ကိုနေတွင်းသွားတာနော်ခေါင်းအလောက်တိုက်တဲ့တဲ့မှာမပါဘူးဘာလို့လဲဆိုတော့ခေါင်းကြီးခေါင်းတိုင်ဘယ်တော့မှခုံပြီးမတိုက်လို့ပဲကျွန်တော်ခေါင်းတိုက်တဲ့ကခုံမတိုက်ကြတော့ဆောင်းမင်းကတာမရှိဘူး ကြားထဲမှာဘေးမှာဘယ်သူမှမရှိပြင်းနဲ့ကိုယ့်ဘက်ကိုအလူကြီးတိုက်ရတာဆိုရင်တော့ဒါခုံတယ်မလို့ထောင်းတော့မဟုတ်ဘူးကိုကလူတိုက်ရတာမျိုးကိုဗျာတိလာနော်ကျွန်တော်တို့ခေါင်းရအောင်မတိုက်နိုင်ဘူးနော်ခုံမတိုက်ဘူးဆိုရင်တအားကိုမင်းကြက်တီတုံးတာခေါင်းတိုက်ရင်ခုံတိုက်မှာဗျာနော်ဆိုတော့ခေါင်းအသင်းမှာခေါင်းကောင်းကောင်းတိုက်တတ်တာအဲ့ဒီမင်းဥပါလေဒီကက်ဆမဲတို့တယောက်ပဲရှိတာကျန်တဲ့ကစားမှလည်းအဲ့လောက်ခေါင်းမတိုက်တတ်ဘူး အဲဆိုတော့ကြက်ပကြီးကဘရိုကလင်းနဲ့တော့အာစပတ်တက်ပါပါနော်ဖိုင်နယ်ကိုတက်ပြီးထင်ပါတယ်ဘရိုကလင်းကဘာမှငါမလုပ်နိုင်တာနော်မေနူးကတော့မစိုးဘူးရတယ်နော်အဲမေနူးဒီပွဲမှာပါလာဒါလေးနဲ့သူချက်ချင်းလုတ်ပြနိုင်တယ်တဲ့နော်ပြီးခဲ့တဲ့ပြီးခဲ့တဲ့ပွဲဒီမှာလည်းသူ့အနေနဲ့သူနော်ဆိုတော့နော်ဆိုတော့ဒီဘရိုကအဆင်ပြေပါတယ်နော်ယူရိုက သူ့အနေနဲ့သူမစိုးဘူးပါတယ်ယူရိုတက်ဖက်ဖက်ဖက်နော်သူ့အနေနဲ့သူဗာလဲဟိုကိုမေနူးကဝင်လာတဲ့အချိန်မှာဆိုလို့ရှိရင်ဟိုသူ့အနေနဲ့သူအဆင်ပြေတယ်ပေါ့နော် ဟိုအရင်ကြီးကောင်းတာမျိုးမဟုတ်ပြီမဲ့လို့ကျွန်တော်တို့ဒါမညံဘူးဗျာအခုဒီပွဲကတော့လိုအပ်တဲ့ကူပါသူတွင်းသွားတယ်ဆိုတော့ဒါအများကြီးကောင်းတာပေါ့နော် Okay အဲဆိုတော့ကျေးဇူးများတင်ပါတယ်ကနာချူရုပ်ပေါက်လို့ဗျာတဲ့မဟုတ်လို့ရှင်ပွဲကပြီးနေပြီကိုတဲ့နော်ကနာချူကိုကြည့်ရတာစိတ်ပြတ်ဖို့ကောင်းတယ်နော်အဲဒါလည်းပဲမနိုင်ပြောမယ်ဆိုလို့ရှင်တကယ်ပါပဲကနာချူကဂိုးမတွင်းတဲ့ဘူးဗျာဘယ်လိုပြောရမလဲဂိုးရမယ်ဆိုတဲ့အလုံးနေကြရင်မဂိုးဘူးလို့သိတာတကယ်ပြောတာနော်မဂိုးတော့ပေါ့ဆိုတာဆိုတော့ဂိုးရီကြံတခါလေကောက်ကိုရင်ဂိုးသွားတာ လူလဲမပေးခြင်းဘူးဗျာတိလာနော်လူလဲမပေးခြင်းဘူးဆိုတာကတကယ်ကိုကလူပေးလိုက်ရင်ပို့ပြီးတော့အပိုင်လုံးဖြစ်သွားမယ်အရာမျိုးတွေသူကမပေးခြင်းဘူးသူလဲကန်လို့နည်းနည်းလေးအဆင်ပြေတယ်ဒါပေမဲ့လူပေးလိုက်ရင်ပူကောင်းနိုင်နေဆိုတဲ့အချိန်ကြီးကအဲ့ကောင်ဘယ်တော့မှလူမပေးဘူးကိုတိုင်းကန်တာမလုံးဝကိုရန်ကကန်လို့ရတဲ့အချိန်မျိုးမှမရှိဘူးချိုးကိုချိုးမှရမယ်ဆိုတဲ့အချိန်မျိုးကျမဒီကောင်ချိုးတာ သူကဟိုဘလို့မှအဆင်မပြေဘူးပေါ့နော်ကာနာချူနီးနဲ့နည်းနည်းခေါင်းသုံးပြီးတော့ကစားဖို့လိုတယ်ဗျာတိလာတိုက်စစ်မှာကာနာချူသာအသုံးကျတယ်ဆိုလို့ကျွန်တော်တို့ဒီလောက်ထိဒုက္ခရောက်เสียအကြောင်းမရှိဘူးနော်ဒီကိုဒါလောက်ဖြင်းနိုင်ကြီးကတော့စိတ်ပြည့်စရာကြီးပါတယ်နော်ခန်စစ်ကတော့ဗျာဒီပွဲမှာဟယ်ဒီမကွိုင်းယားကလွှဲရင်ဂျန်တဲ့ကောင်ကြီးအကုန်ဖြင်းတယ်တကယ်ပြောတာနော်အတင်းကဒီပွဲမှာခန်စစ်ကမင်းအဖြင်းဆုံးပဲခန်စစ်အဖြင်းဆုံးပဲတော်တော်ကိုစုပ်ပြတ်တတ်တာခန်စစ်ကခန်စစ်ကတအားကိုဆိုးတာပထမပိုင်းဆိုတအားတိတာတာတိလာမာစတာဝီလည်းထင်တယ်လို့မဟုတ်ဘူး နော်ဟိုယူရိုလည်းစုပ်ပြတ်နေတာပဲနော်ပက်ထရစ်ဒူဂူလည်းစုပ်ပြတ်နေတာပဲဒီကိုဒါတော့ကလည်းတကူသွင်းနေအိုက်တိုက်စစ်တိုက်စစ်ရောက်သွားလို့တိုက်စစ်ကဟုတ်တယ်လို့ဖြစ်နေတာဒါတော့မှဒုတိယပိုင်းကျကြည့်ပါလားတကူလေးသွင်းပြီးတာနဲ့မဲ့အတကုံလျှောက်ကန်ညာကန်တော့တာအဲ့ဒီဂိုးမသွင်းခင်ကလည်းကြည့်လေကိုမတန်နဲ့ဘယ်ချီတွေနဲ့လျှောက်ကန်လို့ကန်နေနော်ဖာနယ်ဒက်စ်ကတော့ကန်မကောင်းဘူးကြည့်လားဘာလို့ဒီကောင်ဒီကောင်ကန်တာပြနော်တကယ်အသားလေးမှပြီးတော့ဝဲကြလာတယ်လို့ကန်တာဘာတိုင်းကြီးမှန်သွားတာကျွန်တော်အဲ့လုံဂိုးပြီလို့ကိုထင်တာနော်အတင်းလိုအပ်နေတဲ့အချိန်မှာလေပင်နေဒီလေးတော့သွင်းနိုင်တယ်ပေါ့လေဆိုတော့ဒါမဆိုးဘူးလို့ကျွန်တော်ပြောရမှာပေါ့နော် မာစတာဝီကိုထုတ်တာမှားတာပဲဗျာတဲ့နော်ဒူဂူကတော်တော်ပုတ်နေတာကိုတော့စောစောစီးစီးမထုတ်ဘူးတဲ့အဲမာစတာဝီကိုထုတ်တာကျွန်တော်လည်းနည်းနည်းအံ့ဩတယ်တိလာအရင်ကြီးညံ့နေတာမျိုးမဟုတ်ပဲနဲ့လေကျွန်တော်ထင်တာတော့ injury တွေဘာတွေကြောက်တာတော့မသိဘူးပေါ့နော်မဟုတ်ဘူးတော့ကျွန်တော်မျှော်လင့်ပါတယ် injury တွေဘာတွေကြောက်မဟုတ်ဘူးဆိုရင်တော့ဟိုမဆိုးဘူးပေါ့နော်အဲဒါပေမဲ့လို့ကျွန်တော်တို့အဲ့မာစတာဝီအဲ့နောက်တန်းကတကယ်ပြတော့ဘာဘယ်သူပဲဖြစ်ဖြစ်ဟယ်ရီမကွိုင်းယားကလွှဲရင်ကျန်တဲ့ကောင်ကြီးအစင်းကိုမပြေဘူး defense ကိုပါကောမကွိုင်းယားကတော့သူ့ဟာနေသူဟုတ်နေတာနောက်တန်းမှာ အဲနောက်ဆုံးတော့ပြရတယ်ဆရာကြီးကကောင်းကြီးဖြစ်သွားတယ်နော်အဲယူရိုကောင်းနေတယ်အာယူရိုကောင်းနေတာကိုကျွန်တော်ကျွန်တော်ဘယ်လိုပြောရမလဲနော်ယူရိုကောင်းနေလို့မြင်တာတွေကျွန်တော်ဘယ်လိုပြောရမလဲဘာဝူကြည့်ပြီးတော့ယူရိုကောင်းနေပြောတာတွေပေါ့နော်ယူရိုကောင်းနေဆိုတာလေးသိလားတကယ်ပြယူရိုကောင်းတာဘာဝူကြည့်ပြီးကျွန်တော်တို့ကျွန်တော်တို့ကောင်းနေပြောကြရလဲမသိဘူးနော်ယူယူရိုယူရိုလေးဒီထဲမှာယူရိုကောင်းနေဆိုတယ်လို့မနေဘူးနော်သိတယ်နော်ဒါကကျတော့အမြင်မတူတာမဟုတ်တော့ဘူးဗျာသိလားနော် ဒါကတော့အမြင်မလူတော့မဟုတ်ဒါမမြင်ရတဲ့အခန်းကဏ္ဍရောက်သွားပြီတည်ရမလားနော်မမြင်ရတဲ့အခန်းကဏ္ဍရောက်သွားပြီနော်ယူရူကောင်းနေတယ်ဗျာကျွန်တော်ဘလူးပြောပြရမယ်ဘလူးဘလူးမြင်းကြည့်ကြတယ်ယူရူကောင်းနေဆိုပြီးတော့လေဟုတ်ပြောတာအာဒုက္ခပဲဒီဘဲတွေဒါမင်းနီးပြဖြစ်လို့ကတော့မင်းသွားပြီဆရာကြီးတည်လားဒီလစ်ဒါပိုင်ပူကောင်းပါဗျာတဲ့နော်အဲဒီလစ်ကတော့ဗျာဘဲချင်းပြန်ပါမလဲတော့မသိဘူးဗောနော်ဘဲဟိုစူးစူးဝါးဝါးဒဏ်ရာလည်းမဟုတ်ပဲနေကိုကျွန်တော်အကြာကြီးလက်လွတ်နေရတာကတော့တော်တော်တိုင်ပတ်တယ် အတင်းကပြားရဲเนาะအစင်ပြပြဖြစ်ရမှာကိုပြောင်းစံသွားရည်ရဲเนาะမလီဟုတ်တယ်เนาะอืมโอเคစတော့เนาะယူရိုကပြားရဲဒီညကြည့်ရတာကတော်တော်လေးကိုအစင်မပြေဘူးတဲ့เนาะအဲဒါပေမဲ့လို့ကောင်းနေဆိုတဲ့ညီကိုတွေတော့ရှိနေတာပဲကြည့်ရတာကျွတ်တို့ပဲကျွတ်တို့ပဲတည်တယ်မလားမျိုးလုံးနေလဲတင်နေထင်ပါတယ်เนาะอืมကျွတ်တို့ပဲမျိုးလုံးနေလဲတင်နေထင်တယ်တော်တော်ကိုစိတ်သောကပြေးတာเนาะတဲ့ကိုတင်းကအလိုပဲကိုတင်းကအလိုပဲเนาะဒါလို့ဖြင်းတာပြားရဲယွန်စရာကြီးတဲ့เนาะ အဲလိုတဲ့နော်အာမလီကတဲ့နောက်ဝက်လာပြန်ပြီနော်ဆံမရင်နော်အာမနဲ့ပတ်သက်တာကျွန်တော်မပြောတော့ပါဘူးပြောတာအချိန်အချိန်နော်ကျွန်တော်အချိန်တပေါင်းလောက်ရှိနေပြီနော်အချိန်တပေါင်းလောက်ရှိနေပြီအဲဆိုတော့နော်ချာဂီပဲရောက်သွားလဲမေးပြီးပါအောင်နဲ့ဆရာသမားကြီးနော်လောလောဆယ်မှာတော့ချာဂီကိုမလေးစားပဲကိုမနေနိုင်ဘူးနော်တော်တော်ကောင်းတာသူ့အတူရှုံးရှုံးမရှုံးရှုံးချာဂီတော်တော်ကိုကောင်းတာဒီပွဲမှာနော်ချာဂီတော်တော်ကိုကောင်းတာနော်ကုကောင်နေသူ့ကို2ယောက်3ယောက်ကတ်တာတော့မရဘူးအဲကြောင့်ပြောတာချာဂီကောင်းသလားကုကောင်နေညံ့သလားတောင်မှနော် ကျွန်တော်တို့ဒါမတည်ဘူးဆိုတာအဲ့ဒါကိုကျွန်တော်ပြောတာခဲ့ပါနော်ဆက်သမားကြီးနော်ချီတီမိုင်းဒီမှာလဲဆိုတော့အဲအသင်းနဲ့ပတ်သက်လို့ကြက်တက်ကြက်တောင်လဲ negative တွေမပြောဘူးဆိုပြီးပါသွားပြန်ပြီမင်းဒီကောင်ကြီးအကြောင်းပြောလို့ကတော့မင်းမင်းမင်း negative messenger ပြောဖို့ကတော့မင်းပါဇက်ပိတ်နှုတ်ပိတ်ပြီး live မလုံးမှပဲကျွန်တော်ရမယ်မဟုတ်ရင်တော့တန်းစီပြောနေမိမှာနော်ဆိုတော့ကြည်နေညူတွေ3000ကျော်ရှိပါတယ်တယောက်ချင်းချင်းတကူချီတီမိုင်းဒီမှာလဲ channel လေးက subscribe ကျွန်တော်နှစ်သိန်းပြည်ပါတော့မယ်ဆိုတော့ channel လေးကို subscribe နဲ့တူဆိုလို့ချင်းနှိပ်ပြီးတော့တောင်းဆိုပါတယ်ထုံးတဲ့တိုင်းပဲမနေ့ကြလို့ရှင်တော့ ဒါကျွန်တော်တို့ဗာလဲ player rating video တွေเนาะညပြ MO တွေဗာလဲပြောထားအောင်မလို့ပေါ့ဒါလေးနဲ့ပတ်သက်တဲ့ video တွေကျွန်တော်တို့ဆက်ပြီးတော့ပြောပါမယ်မိုးရတဲ့ link နေပြီဆရာသမားတွေမြင်ရက်ွက်လဲကြည့်ကြအောင်ဒီလားเนาะမင်းဖုန်းကြီးတွေဆုံးခံကြွလာလောက်ပြီးခုချိန်ဆိုရင်တော့ဆိုတော့ကဲဆရာသမားတွေကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်တို့ဒါနောက် video တွေမှာကျွန်တော်တို့ဆက်ပြီးတော့တွေ့ကြပါမယ်တယောက်ချင်းချင်းကိုကျေးဇူးပါ